ားလုံးပဲမင်္ဂလာပါရှင်။မြမ Audio Web Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့တလင်ကွာဆိုတဲ့အချက်ဝတ္ထုလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။နေ့စဉ်ဇာတ်လမ်းတွေကိုတင်ဆက်ပေးမှာဖြစ်လို့ Channel လေးကို Like and Subscribe လေးလုပ်ထားပြီးဒီကခေါင်းလေးလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုပါတယ်။ကဲဒါဆိုရင်ဇာတ်လမ်းလေးကိုစလိုက်ကြအောင်။ဟဲ့လူခမားလေးလူရုပ်မှာကျုပ်ကိုနမရှုပ်ပိုက်ပြီးရောင်းလိုက်တာ။မဟုတ်ပါဘူးကွာ။ ငါမှအဲ့လိုစိတ်မရှိပါဘူး။မရဘူးဗျာ။တီတီအင်းနဲ့ခမားကြီးလှုပ်တာ။တေဆန်းအာအဲ့ရကနေကျွန်တော်လန့်ပြီးတော့ထားထိုင်မိသည်။ဘာဖြစ်လို့လဲမောင်။အိမ်မက်အိမ်မက်မက်လို့ဆိုညနေကဆေးဆက်ကြောင်းလန်းနေအိဖြူမကောင်လေးကနမရွှွန်ပိရောင်းနေသေးမှာ။ငါလဲပါတယ်ဆိုပြီးတော့ဓာတ်နဲ့လိုက်ခုန်နေလို့ငါဘဝမှာငါသွားခဲ့သမျှဆေးလက်ကြောင်းတန်းပွဲတွေထဲမှာအိဖြူမရဲ့ပွဲဟာ ငါအတွက်တော့လိပ်ပြာမလုံဆုံးမဲဆိုရာအဲ့ဒီတော့လေတွေးမနေပါနဲ့မောင်ရေအေးစိစက်ပွဲကိုမောင်တယောက်တည်းတက်တာမှမဟုတ်တာငါတယောက်တည်းမဟုတ်ပေမဲ့ဂျန်တဲ့သူတွေကစိစက်ပွဲမှာကြွေးတဲ့ကော်ဖီတောက်မုံစားရောက်တက်ရရပြောဒီလောက်ပဲလေငါနှစ်ဖက်ဆွေမျိုးတွေချာမှာမင်္ဂလာစကားပြောရတယ်ကောင်းကွာနောက်ပြီးအိဖြူမှာဘာလဲဆိုတာမင်းလည်းသိနေရပဲဆိုရငါတော့ ထွမင်းလန်းဆိုတဲ့ကောင်းလေးကိုတနာလေတနာလေးအားလဲနာတယ်ကွာမသိတော်ဘူးမာအိတ်တော်မယ်မောင်မသာအဖြစ်သေးနေတာကျွန်တော်မျိုးသမီးမေဆိုကအိယာဘော်ကို ပြန်အိတ်ရင်းနဲ့ဘေးတဖက်ဆောင်ရီပြန်အိတ်သွားသည်ကျွန်တော်လည်းအိတ်လို့မရတော့တာနဲ့စာဖတ်တဲ့စပွဲလေးစီထလာပြီးထိုင်ကောင်မှစိတ်မသက်မသာနဲ့ထိုင်နေလိုက်သည်ညာ၁၂နာရီတိတိရှိနေပြီလူဟာဘလို့မှပြန်အိတ်လို့မရဘူး ။ဇာနေပဲကျွန်တော်အချိန်ချင်းရေးဖို့စဉ်းစားခဲ့တိုင်းမရေးဖြစ်ခဲ့တဲ့အဖြူမရဲ့အကြောင်းကိုဂုံညာတင်ရေးဖို့ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ online ဖူးစာအဲ့နှစ်ကကျွန်တော်တို့မျိုးလေးရဲ့တစားနိုင်ပွဲမှာဘူအောင်နေတချင်းနဲ့ဝန်းနိုင်ကျဲပြီးတော့ပောက်ခဲ့တဲ့အစိုးရမနောလာပြီးတော့ဖျော်ပြေးတဲ့နေ့ကျွန်တော်လည်းမတော်တချင်းဆိုရဲဖျော်ပြေးကြီးကားကြီးနောက်ကနေလိုက်ရင်တော်တော်ကြီးညံ့နှမအိပ်ပြန်ရောက်ခဲ့တယ် တခြားနာမည်ကြီးအစော်ရော်တွေပါပေမဲ့ဥပမာပိုပိုတို့လိုအစော်ရော်တွေပါပေမဲ့ပေါ့ပရိသတ်ကမနှောမမနှောဖြစ်နေတော့တစ်ချက်လေးပါမနာပဲစတိတ်ကားကြီးပေါ်မှာမတက်ရက်ပြီးတောက်လျှောက်တချင်းတွေဆိုပရိသတ်ကိုအလိုလိုက်ပြီးဘာမှနားမမပါတဲ့အစော်ရော်ကိုမနှောကိုအတိမတ်ပြုံမိပါတယ်ဒါကစကားဆက်မိလို့ပြောလိုက်တာပါတကယ်ကိုသဘောကောက်နေဘိုးအောင်တင်ကြီးပါဗျာမောင်ထပါအောင်ဘာလို့လဲဆို ကိုမြတ်သူရောက်နေလို့ကျွန်တော်လည်းအဲ့ရတဲ့ကလူးလဲပြီးတော့ထလိုက်သည်ညာပွဲမှာညှင်းနေသွားလို့ဗျခနာထိုင်မအောင်ဗျကမန်းကန်းနဲ့ကျွန်တော်မျက်နှာတည့်တောင်းတိုင်းလိုက်သည်လက်ကနာရီကိုချစ်လိုက်တော့မနက်ရှင်းနာရီထုံးပြီးနေပြီအကြောင်းရှိလို့လားကိုမြတ်သူရှိပြီလားကွာညာအိဖြူမှာပွဲကင်းကနေခုချိန်ထိအိမ်ပြန်မလာလို့ကွာဒါနဲ့တုံနဲ့အတူပါသွားတဲ့ခင်မြဝင်းတို့ချောဆူရိုးကိုမေးကြည့်တော့ သူတို့လည်းမသိဘူးတဲ့ကွာငါ၆တမျိုး၆တမျိုးမီးတော့မှညာသူ့ကောင်လေးနဲ့အတူတွဲပြီးတော့သွားတာသူတို့လည်းပြန်မလာဘူးဆိုပြီးတော့စောင့်နေပြန်မလာလို့ခုမှအိမ်ရောက်တာတဲ့ကွာကိုမြတ်သူကစကားကိုအရှိကြီးပြောလိုက်ပြီးရင်းနှီးကြွန်းတစ်ခွက်ကိုတောက်လိုက်သည်ကိုမြတ်သူကဤဖြူမရဲ့ဥလိအရင်ဖြစ်သည်ဒါနဲ့ငါလေအဲ့ဒါဆိုကောင်လေးကဘယ်ရတော့နင်တို့သိလားဆိုတော့တငယ်တော်ကလက်သမားလုပ်တဲ့ ဟောဒီမှာကောင်းလေးပုံနာမည်ကကြော်စွာဝင်းနဲ့ချောက်စုစီကငါယူလာတာကောင်းလေးရဲ့အကောင့်ထဲကပုံလို့ပြောတာပဲကွာအပြစ်မှာသူတို့ချင်းကမဆုံးဘူးခုတစားနိုင်မှာပထမဆုံးတွေ့ဘူးတာတဲ့ဒါဆိုသူတို့ကအွန်လိုင်းမှာတွေ့တာပေါ့ဟုတ်တယ်တငယ်တော်မှာမင်းညမဝန်ကွယ်ရှိတယ်မဟုတ်လားအဲ့ဒါစုံစမ်းကြည့်ကြလို့ငါမင်းစီကိုလာခဲ့တာဒါနဲ့ကျွန်တော်လေး ကျွန်တော်ညမဝမ်းခွဲခင်မရင်းစီကိုဖုံးဆက်ပြီးကိုမြဲသူရှိရင်မိလိုက်တော်သည်အကိုကြီးတငယ်တော်မှာလက်သမားတရားမှမရှိဘူးအားလုံးကပြန်နေကြီးပဲဖိုင်ပါနေကိုကြီးပို့လိုက်တယ်ပုံနေရကောင်းလေးရလဲဒီရွာမှာမရှိတော့ဘူးဒီကလည်းမဟုတ်ဘူးကျွန်တော်ညမခင်မရင်းစီကအဖြေကြတော့ကိုမြတ်သူမျက်နှာကစိတ်ပြတ်တလို့ဖြစ်သွားရှာသည် နောက်တော့ကျွန်တော်လေးကိုမြတ်သူနေလိုက်ပြီးအိဖြူမရဲ့ရှာပုံတော်ကို ဖွင့်ရတော့သည်တပတ်လောက်အချိန်ဘာသင်းအစားနာမှမရပဲနောက်တော့ကျွန်တော်ကကျော်ဆောင်မင်းရဲ့ Facebook Messenger ကနေပြီးတော့အဖြူမမိဘတွေကစိတ်ပူပန်နေတဲ့အကြောင်းနဲ့အမြန်ဆုံးမင်းကလေးကိုလာအပ်ပြီးတော့မိသားဖတာပြီးပြီးလာတောင်းရမို့ရေးပြီးတော့ပို့လိုက်သည်ဒါလည်းရင်းနေနေသူအတွက်ကောက်ရိုးတမြင်ဆိုပြီး ကျွန်တော်ပို့လိုက်ခြင်းဖြစ်သည်ထင်းတဲ့အတိုင်းပါပဲစာအုပ်လုံးဝမဖတ်ဘူး ီလုံးနဲ့ရှေ့ရမြောင်းနေကိုရောက်ခါခဲ့တယ်။ကွန်မြတ်သူတို့အနေနဲ့ကလည်းယောက်ျားနောက်ကိုတူးမလိုက်တာသိရနဲ့ရဲကိုသွားပြီးလဲလူပြောင်မတိုင်ချင်းမင်းကလေးရှင်ဆိုတော့ရဲတိုင်လာရင်ဟိုးလေးတစ်ကျော်ဖြစ်ပြီးတော့အရှက်ရမှာစိုးနေရှာတယ်။ကွန်မောအောင်အုတ်ချုပ်ရင်မှုရောခုလာခဲ့ပါအောင်နဲ့ဆိုင်ငယ်ပေါ်ခွိုင်းရနေအုတ်ချုပ်ရင်မှုရောရဲ့စရေးတင်မောင်ကျော်ကကျွန်တော်လာခေါ်တယ်။ဒါနဲ့ ဒီမောင်ကျော်ရဲ့ဆိုင်ငယ်နောက်ကနေထိုင်ရင်းနဲ့ကျွန်တော်လိုက်သွားလိုက်တယ်။ရုံးထဲကိုရောက်တော့အသက်50ခန်းလူကြီးနှစ်ယောက်ရဲ့20ရွယ်မိန်းကလေးအပါဝင်ရနစိန်၃ယောက်ကိုတွေ့ရတယ်။မိန်းကလေးကနေစီလာစေကိုဝင်ရင်းမာကြီးနဲ့ဖြစ်သည်။ကျွန်တော်ရောက်လာတာနဲ့မိန်းကလေးကကျွန်တော်လက်ကိုကင်ပြီးအကိုရဲ့ကျမအခုအကိုရိုးရှာနေရဲ့ကျော်ဆောင်ဝင်းရဲ့မိန်းမပါ။အဲကောင်ခွေးဆက်ခင်လို့ရုံမိမိမြမပိုက်ထဲကခလေးလေးကိုငှက်ပေးပါအောင်နော်။ အကိုပြီးမှဒီစကိစ္စကိုပြောမယ်ပြောလို့ပါမိန်းကလေးရဲ့စကားကြတော့တန်ဟန်တော်နဲ့ကိုမြတ်သူကို ကျွန်တော်ကကြည်လိုက်သည်ဘယ်နဲ့ကျွန်တော်ပြီးရင်ပြီးရည်လေးလားသူ့ကြည့်ပြီးငါဘာပြောမှမသိတာနဲ့မင်းကိုခေါ်လိုက်တာမှကွာကိုမြတ်သူကမျက်နှာငယ်လေးဖြင့်ပျော်ရှားသည်ဤဖြူမကလည်းမိန်းကလေးတယောက်ပါပြီးတော့နောင်ပြီး အပြိုလေးပါ ကျွန်တော်ကထိုးထုတ်ပြောလိုက်တော့မိန်းကလေးဟာဒါပေမဲ့ကျမကမပေါ်မပါးကြီးနေပါအကိုမိန်းကလေးကိုကြည့်ပြီးတော့ကျွန်တော်ဘာပြောမှန်းမသိဖြစ်သွားသည်ဘလို့မှစိတ်မရှိကြပါနဲ့ကျွန်တော်တခုပြောပြရစီဗျာမိန်းကလေးနဲ့အတူပါလာတဲ့လူကြီးနှစ်ယောက်ထဲကတယောက်ကပြောလိုက်ခြင်းဖြစ်သည်ကျွန်တော်ကဒီကသမီးလေးရဲ့ရောက်ခမပါဟိုခွေးကောင်ရဲ့အဖေပေါ့ဗျာကျွန်တော်သာမိုင်းရိုင်းတာကတော့ကန်းကုန်ပါပဲဗျာ သူလှုပ်တဲ့လှုပ်ရက်ကခွင့်လွှတ်စရာမကောင်းမိမယ်။ဒီကတမိလွယ်ထားရတဲ့ကလေးအတွက်ကျွန်တော်တို့ဘက်ကဒီဘက်ကကလေးမလေးအတွက်နင်းနာချေပေးပြီးတော့ကူညီပြစီဗျာ။ဒီစကားကိုကြားတော့ကိုမြတ်သူတို့ဘက်ကသူတို့တူမကိုငွေနဲ့ပိုင်းဖြတ်ကြတယ်ဆိုပြီးဒေါသတကြီးနဲ့တုံ့ပြန်နေ။ဘာဗျ။ကျွန်တော်တူမကလည်းမိန်းကလေးပါဗျာ။တော်ဗျာ။ကျော်ဆောင်ဝင်းဆိုတဲ့အကောင်ကိုကာမလိန်လင်မှုနဲ့ထောင်ချပြစ်မယ်။ အားလုံးကဝိုင်းဝန်းဖြောင်းဖြားပြီမြင်ကိုမြတ်တော်ဟာထောင်ချပြစ်မိကြီးဖြစ်နေသည်ပြောပါဦးကိုရဲမိန်းကလေးကမျက်နှာငယ်လေးဖြင့်ကျွန်တော်ကိုအကူအညီတောင်းသည်ကိုမြတ်တူတကယ်လို့ကောင်းလေးထောင်ချသွားရင်နှုံးနှစ်ဖက်ဘသူမှမအကျိုးမရှိပါဘူးဗျာအတေးကတော့မွေးလာမယ့်ကလေးဟာဘာမှညာမယ်မသိရှာပဲနဲ့အဖေမရှိတဲ့အဖြစ်ပေါ့ဗျာလက်ခံပေးလိုက်ပါကိုမြတ်တူရာနောက်တော့ ဤဖြူမအတွက်နင်းနာခြင်းယူဖို့ကိုမြတ်တော်ဘက်ကလက်ခံလိုက်သည်ဒီလိုနဲ့နင်းနာခြင်းယူပြီးတော့ဤဖြူမရှေ့ရပဲယောက်ျားနဲ့ပေါင်းလိုက်ရတဲ့တနင်္ဂွာမာလီဖြစ်သွားတယ်ဤဖြူမရဲ့အဖြစ်ကိုကြည့်ရင်လည်းအွန်လိုင်းပေါ်မှာတယောက်ကြောင့်တယောက်ဘာမှထဲထဲဝင်သည်ပဲရုံပြီးတော့ပေါက်အပ်လိုက်မိခြင်းအတွက်ခုလို အဖြစ်မျိုးကြုံရခြင်းဖြစ်သည်ကျွန်တော်မှဝစ်စရာအင်းကြီးနေသလောက်ပစိုးကတော့ပေါ်တဲ့ဟိုဘက်ကိုလုံးနေပါတယ် ။ဘာဖြစ်လို့လဲဆိုတော့ရက်ွက်ထဲမှာဆိဆက်ចောင်းလမ်းမွေးတွေလောက်တိုင်းကျွန်တော်မှရနေလို့ပါပဲ။နှစ်ဖက်ဆွေမျိုးတွေကြားမှာမင်္ဂလာစကားပြောဖို့ကျွန်တော်ကိုပစိုးတခွင်းနဲ့ဖိတ်ပြီးတော့မင်္ဂလာစကားပြောပြရတာမို့လို့ပါ။ပစိုးတခွင်းကိုနှမျောလို့ကျွန်တော်ကိုမဖိတ်ချင်တာ။ဟေးမင်းတို့မိုးအောင်ကိုဖိတ်လိုက်အောင်နော်။ငါတို့ကသူ့လိုအဝါဝိဝါဟာတွေပြောတတ်တာမဟုတ်ဘူးဆိုတော့အုံချိုရီမူဥကြည်စောကြောင့်လေးပါမေထင်ပါတယ်။ မောင်ရီလက်နဲ့ငါးနာရီစစ်ဆန်ကြောင်းလမ်းပေါ်ကိုတွားရမယ်နော်ဘသူ့ပွဲတော့ဣဖြူမဟင်ဣဖြူမကောင်လီယာရန်ကုန်ဘက်ကဒလောက်မိုင်းတွေရချီးနေရတာအလုံးနဲ့အိမ်ကလွေတို့ဘဲမမသွားတဲ့ဣဖြူမနဲ့တွေ့တဲ့အွန်လိုင်းဖူးစာကိုတော့ကျွန်တော်အံ့ဩမိသည်ဒီပွဲမှာလည်းကျွန်တော်မင်္ဂလာစကားပြောခင်ရသည်ဒါပေမဲ့ခါတိုင်းပွဲတွေလို့တော့လိပ်ပြာမလုံးတီတီကြီးနဲ့ ညာပေးရတယ်လို့ခန်းစားနေရတယ်။အတွေးလုံရကနေနာမည်ကိုကြည့်ပြီးတော့မနဲ့တနားကြီးခွေနေပြီ။ကျွန်တော်ထိုင်ရကားထပြီးအဝိဘီတော်ကိုဖွင့်လိုက်သည်။အိတ်ထဲကပင်မထုံရသေးတဲ့ပစုံအသည့်ဆက်ဆက်ဆဲကွင်းလောက်ကအထက်လိုက်ရှိနေသည်။ကျွန်တော်အပေါ်ဆုံးကပစိုးတစ်ထည်ကိုယူပြီးအင်းအပြင်ကိုထွက်ခဲ့လိုက်တယ်။နောက်အင်းရှိကလမ်းမပေါ်မှာပစိုးအသည့်ဆက်ဆက်လေးကိုခြားထားခဲ့လိုက်တယ်။ ဒီပစိုးကိုဝေးရမှာကျွန်တော်တကယ်လိပ်ပြာမလုံလို့ပါ။